မင်္ဂလာပါညီမတော်နေကြီးပါဒီနေ့တင်ဆက်ပေးသွားမှာတော့ Gotham Season 3ရဲ့အပိုင်း7ပဲဖြစ်ပါတယ်ဒီအပိုင်းလေးအစမှာတော့ Mario ဟာ Gotham မူခင်းဆိုင်ရာမှာလှုပ်လှုပ်တဲ့ Alice ရဲ့သွေးနဲ့ပတ်သက်ပြီးစမ်းသပ်နေတဲ့ဇာဝန်စီကို Alice ရဲ့သွေးနဲ့ပတ်သက်လို့ဘာတွေသိနိုင်ရမလဲဆိုပြီးသွားမိလိုက်တာမစီမဆိုင်သူ့အကြောင်းတွေကိုပြောပြနေခဲ့ပါတယ် Mario ကခုမှမြင်မှုတဲ့ဇာဝန်ကိုကျွန်တော်မိန်းကလေးတယောက်မြင်မြင်ချင်းချစ်မိသွားတယ်အဲ့ဒီမိန်းကလေးကလည်းကျွန်တော်နဲ့လက်ထပ်တော့မယ်ဒါပေမဲ့သူကြီးစားဟောင်းကသူပြန်လာမလားလို့မျှော်လင့်နေတော့မယ် တက်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ပြောလိုက်တာကြောင့်ဆရာဝန်ကလည်းတစိမ့်တယောက်ကသူ့ကိုဒီလိုတွေလာပြောနေတဲ့အတွက်ကြောင်တောင်ဖြစ်သွားပြီအဲလစ်ရဲ့သွေးနဲ့ပတ်သက်တဲ့အရာတွေကိုဘာမှမပြောပြနိုင်ဘူးလို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့မာရီဟွာဘာမှပြောမပြတဲ့ဆရာဝန်ကိုမျက်လုံးထဲမှာခေါ်တော်လို့မြင်ရောက်လာပြီခေါ်တော်မင်းလီကိုချစ်နေတော့မယ်ငါချစ်သူကိုမင်းလက်ထဲကိုလုံးဝအပမခံနိုင်ဘူးဆိုပြီးစိတ်ထဲကနေတရွတ်တော့ပြောနေကအဲဒီဆရာဝန်ရဲ့နှထင်ကိုလက်ဖနှောက်နဲ့ဖိပြီးညက်တက်ခဲ့ပါတယ်မာရီယိုကစိတ်မထိုင်းနိုင်ပဲလူတက်မိပေမဲ့သူ့ကိုယ်သူနောင်နှားရတဲ့ပုံစံမပေါ်ပဲ။ သဘောတည်ကျနေခဲ့တာပါနောက်နေ့မနက်မှာတော့မာရီယိုတတ်ထားတဲ့ဆရာဝန်အလောင်းရှိရာစီကိုကော်ရိုနာဟာဗီလိုရောက်လာပြီးဟာဗီကဒီအမှုကိုကင်တွယ်ဖို့အတွက်ငါတခြားရဲရရှိတယောက်ကိုခိုင်းလိုက်မယ်မင်းကတော့လောလောဆယ်ခွင့်ယူပြီးငါလေးများပြီးအပန်းဖြေခီးထွက်ပေါ်လို့ပြောလိုက်တာကြောင့်ကော်ရိုကလီရဲ့လက်ထက်မယ်ဆိုတာနဲ့ပဲကျွန်တော်အလောက်ကနေအနားယူစရာဘာအကြောင်းမှမရှိဘူးလို့ပြောလိုက်ကတိတ်ဆုံးသူရဲ့အလောင်းကိုစစ်ဆေးနေခဲ့ပါတယ်ကော်ရိုကတော့တိတ်ဆုံးသူဟာနှထင်ပေးရနေခေါင်းရင်းပွန့်ထွက်နေတာကိုကြည့်ချင်းအပြင်ဒေါသတကြီးနဲ့ခေါင်းအညစ်ခံထားရတဲ့ပုံစံမျိုးပဲလို့ပြောလိုက်ကား ကပတိန်ပန်းလုပ်ခဲ့တဲ့ပုံစံမျိုးနဲ့ဆင်တူနေတယ်လို့ပြောလိုက်ပါတယ်။ဟာဘေးကတော့လက်မခံပဲဒါကတာမန်ဖြစ်နေကြဖီယိုဖြစ်စဉ်အမှုတစ်ခုပါလို့ပြောလိုက်တာကြောင့်ကော်ဒွန်ကတေဆုံးသူရဲ့ပတ်ဆိုင်ထဲကပီဇာဆာရွက်ကိုဆွဲထုတ်လိုက်ပြီးတေဆုံးသူထိုင်ခဲ့တဲ့ကော်ဖီဆိုင်ကဂေါ်ဒန်တကွဲကန်းကကော်ဖီဆိုင်ဖြစ်နေတာမို့လို့သူ့ရဲ့အထင်အမှန်ကန်ကြောင့်တတ်သိပြလိုက်ပြီးအဲ့ဒီကော်ဖီဆိုင်ကိုသွားစုံစမ်းကြည့်အောင်မယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဘာဘရာဟာအလုလုနေတဲ့နေကမာစီကိုရောက်လာပြီးငါတပ်တိုင်းလက်ဖြတ်ခံလိုက်ရတဲ့အတွက်လက်စားလာချေတာမဟုတ်ပါဘူးလို့ပြောလိုက်ကနင့်ချစ်သူကိုတတ်တဲ့လူကိုထပ်မဆောင်စမ်းတော့ပဲ အခုလို့အေးစိစိအလုပ်ကိုဆက်လုပ်နေနိုင်တာအံ့ဩတယ်လို့ပြောလိုက်တာကြောင့်နေကမာကတော့မြို့တော်ကရန်သူတွေများတဲ့အတွက်မြို့တော်ကအဓိကအကူအညီပေးနေတဲ့ငါကိုအလုံးမှအာယုံမဆိုင်နိုင်မယ်အာယုံတွေထွေပြားစေခြင်းနဲ့ရည်ရွယ်ချက်နဲ့လူသက်သမားကအစ်စဘဲလာကိုတတ်ခဲ့တာဖြစ်မယ်လို့ပြောလိုက်ပါတယ်ပြီးတော့လေငါဒီမြို့မှာတရှိုးတွေအများကြီးလွတ်ထားတဲ့အတွက်မကြခင်မှာပဲလူသက်သမားကိုတွေ့ရလိမ့်မယ်အတော့မှအသေးသက်ပြစ်မယ်လို့ပြောလိုက်ပါတယ်ဘာဘရာကတော့တနာစရာကောင်းလေဘာမှမသိရှာပါလားလို့ပြောလိုက်ပြီးလူတွေကကိုအနီးနားဟာဆိုရင်မမြင်တတ်ကြဘူးပဲလို့ပြောလိုက်ပြီး ချောင်းခံတယ်လို့လို့နဲ့ပင်ကွင်းဆိုတဲ့နာမည်ကိုမကြားတကြားပြောလိုက်ပါတယ်။နေကမားကလည်းမင်းပင်ကွင်းလို့များပြောလိုက်တယ်လား။လာနောက်မနေနဲ့ဒါဘလို့မှမဖြစ်နိုင်ဘူး။ဒီလိုပြောလိုက်တဲ့နေကမားကိုဘာဘရာကရာဇဝတ်ကောင်တယောက်ရဲ့လူသက်ရတဲ့အကြောင်းရင်းကသူတို့မှာရည်ရွယ်ချက်နဲ့လိုချင်တာရှိလို့ပဲလို့ပြောလိုက်ပြီ။ရှင်းရဲ့မျိုးတော်ဝန်ဆိုတဲ့နှုတ်သီးထူထူနဲ့လူကောင်းသေးသေးလေးမှာလူသက်ရတဲ့ရည်ရွယ်ချက်ရောလိုချင်တာရောရှိတယ်လို့ပြောလိုက်ပြီ။ရှင်းအောင်ချစ်မိနေတဲ့ပင်ကွင်းကရှင်းရဲ့ချစ်ကိုလိုချင်လို့အစ်စဘဲလာကိုတက်လိုက်တာလို့ပြောလိုက်ပြီးတော့အစ်စဘဲလာတည်ဆုံးခဲ့ရတဲ့ပုံဟန်ပါပါနဲ့တရုတ်ပြလိုက်ပေးမယ်။ နေကမာကတော့မင်းပြောနေတာတွေကလုံးဝအတိတ်ပဲမရှိဘူးလို့ပြောလိုက်ပြီဒီလိုတွေလာပြောနေတယ်မင်းရဲ့ယူရချက်ကိုငါစဉ်းစားနေတာလို့ပြောလိုက်ပါတယ်ဘာဘရာကတော့ပင်ကွင်းကိုတစ်ထစ်ချယုံကြည်နေတဲ့နေကမာကိုဆက်မပြောတော့ပဲပင်ကွင်းရှိကိုချစ်တယ်မချစ်ဘူးဆိုတာရှင်ကိုယ်တိုင်လေ့လာကြည့်ပေါ်လို့ပြောလိုက်ပြီတခုခုအကြောင်းထူးရင်လည်းသတင်းလေးပို့ပါအောင်လို့ပြောလိုက်ကပြန်သွားပါတော့တယ်တခါမှတော့ whisper ခိုင်းသားတယောက်နဲ့ bruce တို့ဟာအစောဦးတစ်ခုရဲ့မျက်နှာချင်းဆိုင်ရနေမှန်မြောင်းနဲ့ချောင်းကြည့်နေကြပြီ whisper ခိုင်းသားကတော့ဒီမြို့မှာစီကွက်ကမ်းရပိုင်တဲ့အဆောက်အုံတွေအများကြီးပဲ ဒီအဆောင်ကတော့လူဝင်ထွက်မရှိပေမဲ့အဆောင်နေချထားတယ်လို့ပြောလိုက်ပြီးခိုးဝင်လို့ရမယ်နီလာအစင်းစင်းကိုပြောပြလိုက်ကသူတို့လိုချင်တဲ့ပစ္စည်းကိုတော့မြေရောက်ခန်းထဲမှာလေဆာရောင်ကြီးလေးနဲ့ကာကွယ်ထားတယ်လို့ပြောလိုက်ပြီးအဲ့ဒီလေဆာတန်းနေကြတဲ့ကနေသူရအောင်ယူနိုင်ဖို့လေ့ကျင့်ထားတယ်လို့ပြောလိုက်ပါတယ်တကယ်တော့ဝစ်ဘာခိုင်းသားကလည်းဇီးကွက်ခိုင်းရတံမိုးထားပြီးဖွက်ထားတဲ့အရာကဘာမှန်းဆိုတာကိုသူလည်းမသိပါဘူးတစ်ဖက်မှာတော့ကော်ရုံဟာတေဆုံးသူရဲ့ဝန်ထမ်းကတည်းကလုတ်ဖို့ခိုင်းဘက်တွေနဲ့တွေ့ဆုံပြီးစစ်ဆေးမေးမြန်းကျင်တာကြောင့်တေဆုံးသူအလုလုခဲ့တဲ့ဌာနကိုသွားခဲ့ပါတယ် ဒါပေမဲ့ကံမကောင်းကျင်နော်အခန်းထဲမှာမာရီယောရောက်နေနေပြီဂေါရွန်ကိုင်ပေါက်ပစ်ခဲ့တာကြောင့်ဂေါရွန်ကသူ့ကိုတိုက်ခိုက်တဲ့သူကဘသူဆိုတာကိုတော့သိချာမမြင်လိုက်ရပဲသတိလက်သွားခဲ့ပါတယ်မာရီယောကသတိလက်နေတဲ့ဂေါရွန်ကိုမင်းတို့ငါမတက်ဘူးမင်းတို့ငါတက်လိုက်မယ်ဆိုရင်မင်းကလီရဲ့ရင်ထဲမှာထာဝရသူရဲကောင်းဖြစ်သွားမှာလို့ပြောလိုက်ပြီးမင်းတို့မတက်ပြခင်မှာမင်းတို့လီရဲ့မုံမုံသွားရစီမယ်လို့ကြိမ်းဝါလိုက်ပြီးတော့ဂေါရွန်ရဲ့လက်မှာအာခံဆိုတဲ့စာကိုရေးထားခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဂေါရွန်တို့ဟာလူသက်သမားက CCTV ကိုတောင်လွတ်အောင်ရှောင်နိုင်နေတယ်ဆိုတော့ ဖမ်းမိဖို့မလွယ်ဘူးလို့ပြောလိုက်ပြီးအဲလစ်ရဲ့သွေးနဲ့ပတ်သက်ပြီးလေ့လာရတဲ့ဖိုင်တွေအကုန်လုံးကလည်းပျောက်နေတာဖြစ်တဲ့အတွက်လူသက်သမားကသွေးကူးဆက်ခံထားရတဲ့ဒုတိယမြောက်သူဆိုတာကိုသဘောပေါက်သွားပါတော့တယ်။အဲဒီနောက်မှာတော့ဂေါ်ရုံရဲ့လက်မှာရေးထားတဲ့အာခန်ဆိုတာကိုမြင်သွားကြပြီးလူသက်သမားကဂေါ်ရုံအာခန်သွားစေခြင်းမှန်းသဘောပေါက်သွားပါတော့တယ်။အာခန်ရောက်တဲ့အခါမှာတော့ဂေါ်ရုံဟာဂျာဗစ်နဲ့တွေ့ဆုံလိုက်ပြီးမင်းညမရဲ့သွေးကိုကူးဆက်ထားတဲ့သူနောက်တစ်ယောက်ရှိနေပြီလို့ပြောလိုက်ပေမယ့်ဂျာဗစ်ရဲ့ပုံစံကကြိုးသိထားတဲ့ပုံစံလိုမျိုးဖြစ်နေတာကြောင့်မင်းညမရဲ့သွေးကိုတခြားသူတယောက်ကိုကူးဆက်အောင်မင်းတမင်လောက်ခဲ့တာပဲလို့ပြောလိုက်ပြီး မင်းကအဲ့ဒီလူရဲ့ယောဂလက္ခဏာပြလာမှာကိုထိုင်ဆောင်နေတာပဲလို့ပြောလိုက်တာကြောင့်ဂျာဖစ်ကသူ့ကိုယ်သူခုံယူတဲ့ပုံစံနဲ့ဘလောက်ရုံမှလိုက်တဲ့ငါလဲလို့ပြန်ပြောလိုက်ပါတယ်။ကော်ရွန်ကတော့မင်းကူးစက်ခံအောင်လုပ်ခဲ့တဲ့လူကြောင့်လူနှစ်ယောက်တီလိုက်ရပြီလို့ပြောလိုက်ကနောက်ထပ်လည်းလူတွေထပ်တည်ကုန်မယ်လို့ပြောလိုက်ပြီးကူးစက်ခံရတဲ့သူရဲ့နာမည်ကိုပဲပြောပြဖို့မိလိုက်ပါတယ်။ဂျာဖစ်ကတော့ကော်ရွန်အယံမုန်းနေတဲ့အတွက်ဒေါသကြီးထွက်မျက်နှာတွေနှီးရဲလာပြီးသူ့ကိုယ်သူစိတ်မထိုင်နိုင်တော့ပဲမင်းချစ်ရတဲ့သူတွေအားလုံးအသက်ခံရပြီးဘာမှပြန်ပြုပြင်လို့မရတော့တဲ့အချိန်ကျမှမင်းတီးကျင်တဲ့နာမည်ကိုသိရမှာဆိုပြီးစိတ်မထိုင်နိုင်ပဲလွတ်ကနေပြောမိသွားပါတယ်။ အဲ့လိုနဲ့ကြားခဲ့ဟာခေါ်ရုံရိပ်မိသွားမှဆိုတဲ့အတွက်ဘာမှဆက်မပြောဖို့လုပ်ပေမဲ့သူ့ရဲ့ဒေါသကိုမထိန်နိုင်မဲအဲ့ဒီလူကကုသသူဘွားကနေလူသက်သမားဘွားကိုရောက်သွားမှလို့ပြောလိုက်ပါတော့တယ်။ဒေါသတွေမထိန်နိုင်မဲပြောမိတဲ့ဂျာဗဲဟာသူ့ပစက်ကိုသူပိတ်လိုက်ပြီ။ခေါ်ရုံကတော့ကုသသူကနေလူသက်သမားဖြစ်သွားတယ်ဆိုတော့တရခန်းဆရာဝန်တယောက်ဆိုတော့ရိပ်မိသွားပြီ။ချက်ချင်းမဲ့ရဲဌာနကိုဖုန်းလန်းဆက်လိုက်ကမာရီယိုဖမ်းမှုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ဘရုဆာဈေးကွက်ခိုင်းရဲ့မြောက်ခန်းထဲကပစ္စည်းကိုခိုးယူဖို့အတွက်ကြိုးတန်းလျှောက်လေ့ကျင့်နေကြပါတယ်။ ။ဘရုစီရဲ့ကြိုးရန်လျှောက်တဲ့အခြေအနေကအတော်လေးဆိုးနေတဲ့အတွက်ဒါကိုဘလို့မှစက်ကြည့်မနေနိုင်တော့တဲ့ဆဲလီနာဟာအထုပ်ပိုးဆွဲပြီးပြန်မိုးလောက်ပါတော့တယ်။ဒါကိုမြင်လိုက်တဲ့ Airfrack ကမင်းခဏအနားယူတယ်လို့ပဲတတ်မှတ်လိုက်မယ်လို့လှမ်းပြောလိုက်တာကြောင့်ဆဲလီနာကတော့ကျမတို့၃ယောက် Whisper ခိုင်းသားတစ်ယောက်နဲ့လက်တွဲအလုပ်လုပ်နေတာကိုတယောက်ယောက်ကစောင့်ကြည့်နေတယ်လို့မျိုးခံစားနေရတယ်လို့ပြောလိုက်ကဒီကိစ္စကိုဇီးဝက်ကိုင်းကတီးသွားရင်လေ Bruce ကိုအရင်ထားမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ Airfrack ကလည်းဒီကိစ္စကအသက်အန္တရာယ်များမှန်းသိပေမဲ့ ကျွန်တော်ရဲ့အလုပ်က Bruce Wayne ကသူဖြစ်တဲ့လူတယောက်ဖြစ်လာဖို့အတွက်ပြုစုပြောင်းထောင်ရုံတတ်တတ်ပါလို့ပြောလိုက်တာကြောင့် Selina ကလည်းသူမိဘတွေကိုတတ်ခဲ့တဲ့လူနဲ့အေးယူလုပ်တာကဘလို့မှအကျိုးမရှိဘူးလို့ပြောလိုက်ပြီးထသွားဖို့လုပ်သွားတော့တယ် Alfred ကတော့ Bruce ကသူလုပ်ခဲ့တဲ့လုပ်ရက်ကအန္တရာယ်များမှန်းသူသိတယ်ဒါပေမဲ့အဲ့ဒါငါတို့အားလုံးကာကွယ်ခြင်းလို့အဓိကကမင်းကိုကာကွယ်ခြင်းလို့ဆိုတာမင်းအချိန်တိုင်းနားလည်လာပါလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်တဖက်မှာတော့မာရီယိုရဲ့သွေးကိုစမ်းသပ်ဖို့အတွက်ဖောက်ထုတ်ယူနေပြီ။ဟာဗေးကတော့မာရီယိုရဲ့မင်္ဂလာဆောင်မဲ့နေ့မှာ မာရီယိုဖမ်းရမှာလားဆိုပြီးကြိတ်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 နဲ့မေးလိုက်တဲ့အတွက်ပေါ်တော်ကလည်းဂျာဗစ်ကိုဖမ်းမဲ့ညာတော့ဟာဂျာဗစ်ကမာရီယိုကိုအဲ့ဒီသွေးကိုထိုးပေးခဲ့တာဖြစ်မယ်လို့ပြောလိုက်ပြီးကပတိန်ဘန်းတော်မှသူကူးဆက်ခံနာရတာမပေါ်အောင်အချိန်နေကြာကြီးထိန်းနိုင်ခဲ့သေးတာပဲလို့ပြောလိုက်ပြီးမာရီယိုမဖမ်းပြန်ရင်လည်းလူတွေကိုထပ်သက်ရုံနဲ့မကလီအတွက်ပါအသက်အန္တရာယ်ရှိလာနိုင်တယ်လို့ပြောလိုက်ပါတယ် ဟာပဲရတော့ဒါဆိုရင်လေမိခိုင်လုံးနဲ့တက်တည်ရတဲ့ဒီစောင့်တင်တယ်လို့ပြောလိုက်ပြီဒီချိန်မှာပဲသွေးစစ်ပေးနေတဲ့လူစီရက်ကထွက်လာပြီမာရီယိုမှာအဲလစ်ရဲ့သွေးကူးစက်ခံထားရတဲ့လက္ခဏာမရှိဘူးလို့ပြောလိုက်ကတုံးကောင်ဆက်ဆဲကြည့်ပြီလို့ပြောလိုက်ပါတယ်ဟာပဲရတော့သူတို့ရဲ့အမအတွက်မာရီယိုတောင်းပန်လိုက်ပြီမာရီယိုကလည်းရပါတယ်ခင်ဗျားတို့ဘက်ကိုနားလဲတယ်လို့ပြောလိုက်ကခေါ်တော်ကတော့မင်းမှာဗိုင်းရပ icy ရဲ့ဆိုတာငါသိတယ်မင်းဒီလိုလဲစားဖို့အကြံရှိခဲ့တဲ့အတွက်တခွဲကန်းနဲ့ဝင်ခဲ့တာပဲလို့ပြောလိုက်ပြီမင်းကငါရအောင်ဖော်ထုတ်မယ်မင်းလီယိုလက်မထပ်စေရဘူးလို့ပြောလိုက်ပါတယ် ။တစ်ဖက်မှာတော့ Bruce ကဆယ်လီနာပြန်သွားပြီဖြစ်တဲ့အကြောင်းသိသွားပြီ။ကျွန်တော်ကသူနဲ့ချစ်သူတွေဆိုပြီး IV ကိုလွတ်ကနေပြောမိသွားတာ။ဒါပေမဲ့အဲ့ဒါအဲ့လောက်တောင်စိတ်ဆိုးစရာလို့လို့လား။ကျွန်တော်လည်းတမင်ပြောတာမဟုတ်ပဲပါဇက်လွက်ကနေထွက်သွားတာလေဒီလိုရှင်းပြလိုက်ပေမဲ့ Effort ကတော့အတော်လေးစိတ်ကုံသွားပြီမင်းရဲ့တစ်ဖက်သက်အချစ်ဇလန်းလေးကစိတ်ဝင်စားစရာကောင်းလိုက်တာလို့ပြောလိုက်ပြီကျေးဇူးပြုပြီးအခုလုံနေတဲ့အလုပ်ကိုပဲအာရုံစိုက်ပေးပါလို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ Bruce Pro နဲ့လက်တွဲလှုပ်လှုပ်နေတဲ့ Whisper ခိုင်းသားတွေကဈေးဝက်ကိုင်းရဲ့လက်မှာအသက်ခံလိုက်ရပါပြီ တစ်ဖက်မှာတော့နေကမာဟာပင်ကွင်းစီမှာအလုတ်ထွက်စာတင်လိုက်တာကြောင့်ပင်ကွင်းကပြပြတလဲနဲ့အလုတ်မထွက်သင့်ဘူးဆိုပြီးတားလိုက်တဲ့အတွက်နေကမာလည်းနည်းနည်းတော့အံ့ဩတယ်လို့ဖြစ်သွားပြီ။ငါမင်းကိုဒီစကားပြောရမှာနည်းနည်းတော့ထူးဆန်းနေတယ်လို့ဖြစ်နေပေမဲ့မင်းကငါတငယ်ချင်းထက်ပိုတယ်လို့မျိုးခံစားနေရတယ်လို့ပြောလိုက်တာကြောင့်ပင်ကွင်းကတုံလုံသွားတဲ့လေတံနဲ့မင်းနဲ့ငါခံစားချက်တူတူပဲ။အစ်စဘဲလာဆုံးသွားပြီးကြတဲ့မင်းစိတ်တွေရှုပ်ထွေးနေခဲ့လို့ငါမပြောဖြစ်ခဲ့တာ။ဒါပေမဲ့အချစ်ဆိုရင်ညှဉ်းဆန်လို့မရဘူးလေလို့ပြောလိုက်တာကြောင့်နေကမာကလည်းထိတ်လန့်တုံလုံသွားပြီးဒါကိုမြင်လိုက်ရတဲ့ပင်ကွင်းကလည်းငါဘာမျက်မှားတော့လို့လဲလို့မေးလိုက်ပါတယ် နေကမာကတော့ငါဘကတငယ်ချင်းထပ်ပို့တယ်ဆိုတာကပြီးပွားရေးပါတနာလှုပ်ချင်တယ်လို့ဆိုလိုတာလို့ပြောလိုက်ပြီးနေရကနေလက်ထွက်သွားတာကြောင့်ပင်ကွင်းလည်းသူ့ရဲ့ခံစားချက်တွေကိုအတိမတ်ပြုမခံရတဲ့အတွက်တောကတွေဖြစ်နေခဲ့ရပါတယ်တစ်ဖက်မှာတော့ခေါတော်ဟာလေးရဖုန်းမကင်တဲ့အတွက်အိမ်ထိလိုက်လာခဲ့ပြီမယ်မာရီယိုပဲတွေ့လိုက်ရပြီ မာရီယိုကငါလေးရဖုန်းကိုမှားပြီးယူထားခဲ့လိုက်မိတယ်လို့ပြောလိုက်ပြီးမင်းရဲ့ပုံစံကတန်တရားတွေလွန်ကဲနေတယ်ရီစာဟောင်းတစ်ယောက်နဲ့တူနေပြီလို့ပြောလိုက်ပါတယ်ခေါတော်ကတော့မင်းကူးစက်ခံရတယ်ဆိုတာငါသိတယ်ငါကတော့ရအောင်ဖော်ထုတ်ဖို့စူးစမ်းမှာပဲလို့ပြောလိုက်ပြီး မြန်မာငကိုရှိသားပိသားတဝန်ဒိုစိတ်ကမြန်မာငကိုရှိသားပိသားဖြစ်တဲ့တဝန်ဒိုစိတ်ကကူးစက်ခံရတာကြောင့်ပိုကြီးထွားလာတာလို့ပြောလိုက်ပါတယ်မာရီယိုကတော့ငါ့ကိုညံ့ညံ့အိတ်မရအောင်နှိမ့်ဆက်နေတဲ့အတွေ့တစ်ခုရှိတယ်အဲ့ဒါကတော့မင်းလီကိုချစ်နေလို့မဟုတ်ဘူးလီကမင်းကိုချစ်နေသေးတယ်ဆိုတာကိုသိလို့ပဲလို့ပြောလိုက်တာကြောင့်ကော်တော်ကဒါဆိုရင်လေလီစီကိုသွားပြီငါတို့နှစ်ယောက်ထဲကဘသူ့ကိုလက်ထပ်မလဲဆိုတာကိုသွားမေ့ရအောင်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူ့ကိုယ်သူယုံကြည်မှုမရှိတဲ့မာရီကအဲ့ဒီလိုမလုပ်ရဲခဲ့ပါဘူး။ ော်တော်ကတော့မာရီယိုမင်္ဂလာမဆောင်ဖြစ်အောင်လို့နေရာကနေခေါ်ထုတ်သွားဖို့လုပ်ခဲ့ပေမယ်။ဖယ်ကိုနီရဲ့နောက်လိုက်ဖြစ်တဲ့ဗီတာရောက်လာပြီ။ဂေါ်ဒွန်ဘဲမှသွားလို့မရအောင်နေရာမှာပဲထိုင်ခန်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂေါ်ဒွန်စောင့်ကြည့်နေတဲ့ဗီတာက"ကိုးနိုင်ထိုးတာနဲ့ဂေါ်ဒွန်သွားလို့ရပြီ"လို့ပြောလိုက်တာကြောင့်ဂေါ်ဒွန်လည်းဗီတာရဲ့အပြုတ်မှုကြောင့်အံ့ဩနေခဲ့ရပါတယ်။တစ်ဖက်မှာတော့ပင်ကွင်းဟာစာရေးဆရာတယောက်ကိုဂုံပြုစုချီးမြှင့်နေခဲ့တာဖြစ်ပြီးနေကမားကတော့အစ်စဘဲလာကိုတတ်တဲ့သူဟာပင်ကွင်းဆိုတာကိုသိလိုက်ရပြီဖြစ်တဲ့အတွက် ဓားကြုံဆွဲထုတ်ပြီးလူရှိသူရှိမှပဲပင်ကွင်းကိုတတ်ပလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာသူ့ရဲ့စိတ်ကူးရင်နေတာဖြစ်ပြီးတကယ်လက်တွေ့မှာတော့သူ့ကိုယ်သူမနဲ့စိတ်ထိတ်နေရပါတယ်။ပင်ကွင်းကတော့မျက်နှာမကောင်းတဲ့နေကမာကိုငါရဲ့ခံစားချက်တွေကိုထုတ်ပြောမိတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပြီးမင်းနဲ့ငါရဲ့ငကူအခြေအနေလေးကိုမပြတ်စည်းစေချင်ဘူးလို့ပြောလိုက်ကမင်းကငါအတွက်တော့အကောင်းဆုံးတငယ်ချင်းပါပဲလို့ပြောလိုက်ပါတယ်။နေကမာကသူ့ရဲ့ဓာတ်ကိုဒိန်နဲ့ပြန်သိမ်းလိုက်ပြီးမင်းရနဲ့ငါ့ရဲ့အကောင်းဆုံးတငယ်ချင်းဆိုတာကိုမမိနဲ့လို့ပြောလိုက်ကပင်ကွင်းကိုဖတ်လိုက်ပါတယ် ပင်ကွင်းကိုဖတ်လိုက်ပေးမယ်။သူ့ရင်ထဲမှာတော့အညိုးတွေပြည့်နေပါ။တစ်ဖက်မှာတော့ကော်ရွန်ဟာမင်္ဂလာပွဲကျင်းပတော့မယ့်လီစီကိုရောက်သွားပြီ။မာရီယိုစီမှာအဲလစ်ရဲ့သွေးကိုအကူဆက်ခံထားရတဲ့အကြောင်းပြောပြလိုက်ကမင်းသူ့ကိုလက်မထပ်အောင်လို့ပြောလိုက်ပါတယ်။လီကတော့ဒီအကြောင်းကိုကျမသိထားပြီးပြီ။သူ့သုံးကောင်တော့သွေးဆစ်ပြီးသွားတာတော့မှရှင်းရမယုံသေးဘူးလားလို့မေးလိုက်ကရှင်းအောင်ဒီလိုတွေထင်အောင်ထင်မှားဖြစ်အောင်လို့ဂျာဖစ်ကပဲလုပ်ခဲ့တာမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။ကော်ရွန်ကလည်းဘလို့ပဲဖြစ်ဖြစ်မင်းလုံးဝမာရီယိုလက်မထပ်အောင်လို့ပြောလိုက်တာကြောင့်လီကဖျားတက်လိုက်ပြီ။မာရီယိုပြောတဲ့စကားမှန်နေတာပဲ။ ။ "तू อ่ะရှင်ကျမတို့နှစ်ယောက်ပျော်ရွှင်ခွင့်ပေးမှာမဟုတ်ဘူး"လို့ပြောနေပေမဲ့ကျမမယုံကြည်ခဲ့ဘူး။ဒါပေမဲ့ဒါကြီးရတကယ်အမှန်ဖြစ်နေတာပဲလို့ပြောလိုက်ကသူ့ရဲ့မင်္ဂလာပွဲကိုလာနောက်ရက်နေတဲ့ခေါ်တော်ကိုအတော်လေးစိတ်ပြတ်သွားပါတော့တယ်။လီးရဲ့စိတ်ပြတ်တဲ့အကြည့်ကိုမြင်လိုက်ရတဲ့ခေါ်တော်ကချက်ချင်းပဲသဘောပေါက်သွားပြီ။ခေါ်တော်ကတော့သူ့ကိုစိတ်ပြတ်တဲ့အကြည့်တွေနဲ့ကြည့်နေတဲ့လီကိုမြင်တော့မှဒီလိုတွေဖြစ်သွားအောင်လို့တမင်တကာမာရီယိုအကွက်ကြက်ကြက်စီစဉ်ခဲ့တယ်ဆိုတာကိုသဘောပေါက်သွားပါတော့တယ်။တကယ်တော့မာရီယိုဟာမနစ်ညာတော့ကလီးရဲ့ခေါ်တော်ကိုလာတွေ့ခဲ့တဲ့အတွက်လီးရဲ့ခေါ်တော်ပေါ်မှာချက်စိတ်တွေမကုန်သေးဘူးဆိုတာကိုရိပ်မိသွားတာကြောင့် မာရီယိုပိုးကူးဆက်ခံထားရတဲ့ကိစ္စကိုဂေါရွန်တိအောင်တမင်လုပ်ခဲ့တာဖြစ်ပြီးစစ်ဆေးတဲ့အခါကျရင်လည်းယောဂါမပေါ်အောင်လှုပ်ထားလိုက်ကဘာအပြစ်မှမရှိတဲ့မာရီယိုကိုဆွဲချက်တင်နေတဲ့ဂေါရွန်ကပဲတုံဝန်ကြောင်နေတဲ့ EX ပုံစံလိုမျိုးဖြစ်နေအောင်တမင်ဖန်တီးထားခဲ့ပြီးဂေါရွန်ချစ်နေသေးတဲ့လီယာချစ်စိတ်တွေကုန်ပြီးစိတ်ပြတ်သွားမဲ့အပြင်ဂေါရွန်မှမုန်းသွားအောင်ထိလှုပ်ပစ်ခဲ့တာပါကောရုံကလည်းလီရဲ့ရှေ့မှာဒီလိုထင်ခံရလက်စနဲ့တော့မထူးတော့ဘူးလို့တွေးလိုက်ပြီ။ငါမင်းကိုအမြဲတမ်းချစ်နေခဲ့တာ။ထောင်ကထွက်ထွက်လာခြင်းကလေးကငါမင်းကိုလာတွေးသင့်ပေမဲ့ ငါကငါရှက်လို့လာမတွေ့ရဲဘူးလို့ပြောလိုက်ပြီငါလာတဲ့ခါကျတော့လေမင်းကမာရီယိုနဲ့ချစ်သူတွေဖြစ်နေပြီဆိုတာကိုပရင်းပေါ့ကနေတစ်ဆင့်မြင်ခဲ့ရတယ်လို့ပြောလိုက်ပြီမာရီယိုနဲ့အတူရှိနေတဲ့မင်းကပြုံးပျော်နေတာကိုမြင်လိုက်ရတဲ့အတွက်ငါထပ်မကြိုးစားတော့တာလို့ပြောလိုက်ပြီဒါပေမဲ့အဲ့လိုထပ်မကြိုးစားမိလို့လေအမဲနောင်နိုင်ရနေတယ်လို့ပြောလိုက်ကကျေးဇူးပြုပြီးမာရီယိုလက်မထပ်ပါနဲ့လို့ပြောလိုက်ပါတယ်လီကတော့ကျမတို့မင်္ဂလာဆောင်ပြီးတာနဲ့ဂေါ်တန်အရင်ထွက်သွားတော့မှလို့ပြောလိုက်ပြီရှင်ဒီယိုလာပြီးမဟုတ်ကဟုတ်ကဆွဆွဲချက်တွေနဲ့ဆွဆွဲပြီး ရှင့်ကိုကျမမယုံတော့ဘူးဆိုတဲ့အချိန်ကျမှဒီစကားကိုဖွင့်ပြောရတာလားလို့ပြောလိုက်က အချိန်နောက်မှဖွင့်ပြောလာတဲ့သူကိုဒေါသမျက်ရည်တွေနဲ့ပိုက်ချပလိုက်ပါတော့တယ်။ကော်တော်ကတော့မင်းခုငါ့ကိုမုန်းသွားပြီမှတ်လား။မာရီယိုကတမဲလို့ဖြစ်အောင်လုပ်ခဲ့တာလို့ပြောလိုက်ပေးမယ်။လီယာဟုတ်တယ်ရှင့်ကိုကျမမုန်းတယ်လို့ပြောလိုက်က အခုချက်ချင်းထွက်သွားဆိုပြီးမောင်းထုတ်လိုက်ပါတယ်။ဒီလိုနဲ့လီဟာမာရီယိုနဲ့မင်္ဂလာဆောင်ကောင်းကောင်းမွန်မွန်ကျင်းပခဲ့ပြီးကော်တော်ကတော့လီယိုလက်မလွတ်နိုင်တဲ့အချစ်ယူသမားကြီးတစ်ယောက်ပုံစံနဲ့အားလုံးရဲ့အမြင်မှာရုပ်ပေါက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ Bruce နဲ့ Alfred ဟာသူတို့နဲ့လက်တွဲအလုပ်လုပ်နေတဲ့ Whisper ခိုင်းသားကိုစောင့်နေပေမဲ့မလာတာကြောင့်ဈီးကွက်ခိုင်းရဲ့လက်ထဲမှာအသက်ခံလိုက်ရပြီဆိုတာကိုရိပ်မိသွားပြီဒီကိစ္စကိုစက်မလုပ်တော့ဘူး Alfred ကတားလိုက်ပါတယ်ဒီချိန်မှာပဲ Selina ရောက်လာပြီ "तू မကူညီမယ်"လို့ပြောလိုက်တာကြောင့် Bruce ကမင်းငါတို့စီကိုပြန်လာတယ်ဆိုတော့ငါ့ကိုမင်းရဲ့ချစ်သူအဖြစ်လက်ခံနေဆိုတဲ့အထိပယ်လားလို့မေးလိုက်တာကြောင့် Selina ကလည်းပါးစပ်ပိတ်ထားလို့ပြောလိုက်ပါတယ် တစ်ဖက်မှာတော့လူစီရဲ့ဟာမာရီယိုရဲ့သွေးစစ်ဆေးချက်နဲ့ပတ်သက်ပြီးသွေးထဲမှာယောဂါမပေါ်ဘူးဆိုတာကတခြားဆေးဝါးတွေအများကြီးသုံးပြီးသူတို့အားလုံးလဲစားသွားတာဖြစ်ကြောင်းဟာဗေးကိုပြောပြလိုက်တာကြောင်းဟာဗေးကလည်းလီနဲ့မာရီယိုကိုစောင့်ကြည့်ဖို့အတွက်သူ့လူတွေကိုဈေးခိုင်းလိုက်ပါတော့တယ်တစ်ဖက်မှာတော့ဘရုစ်တိုအဖွဲ့ဟာအဆောက်အဦတွေကိုခိုးဝင်နေကြပါပြီမြောက်ခန်းနဲ့ရောက်တဲ့အခါမှာတော့လေဆာရောင်ကြီးတွေလွတ်ထားတဲ့အတွက်လေဆာမထိအောင်လို့အပေါ်ကနေဂျိုးဒန်းတစ်ခုဆင်လိုက်ပြီးအဲ့ဒီဂျိုးဒန်းပေါ်ကနေဆယ်လီနာရှောက်သွားမှာပဲဖြစ်က ဘရုစ်ကတော့ဆယ်လီနာရဲ့ဝဲကိုထိန်းနိုင်ဖို့ကြိုးကိုကင်ပေးတတ်မှာဖြစ်ပါတယ်ဒီလိုနဲ့ကျိုးရန်လျှောက်တာတော်တဲ့ဆယ်လီနာဟာမိခင်တတရှိရာစီကိုရအောင်သွားလိုက်နိုင်ပြီသူတို့မှာရှိထားတဲ့တော့နဲ့ဖွင့်ကြည့်လိုက်တဲ့ခါမှာတော့အထဲမှာဖန်နဲ့လှုပ်ထားတဲ့ဇီးကွဲရုပ်တစ်ခုကိုတွေ့လိုက်ရတာကြောင့်ဘာလဲဟာဆိုပြီးနည်းနည်းတော့ကြောင်သွားကြပါတယ်ဒါပေမဲ့ဇီးကွဲရုပ်ထုကိုရပြီးပြီးချင်းမှာပဲအထရင်းရဲ့လူယုံရောက်လာပြီးသူတို့၃ယောက်လုံးတိုက်ခိုက်ပါတော့တယ်ဒီလိုနဲ့၃ယောက်လုံးလူလဲခံနေရတဲ့အချိန်မှာအမျိုးသမီးတယောက်ရောက်လာပြီးကက်သရင်းရဲ့လူယုံကိုအနောက်ကနေခေါင်းရိပ်ခွဲခဲ့တာကြောင့်လူယုံလည်းနေရာမှာနေသတိလက်သွားပါတော့တယ် တကယ်တော့သူတို့ကိုလာကူညီပေးခဲ့တဲ့မျိုးသမီးဟာဆယ်လီနာရဲ့အမေဖြစ်နေခဲ့တာပါအဖမာရောနေကမာဟာဘာဘရာရိုရှိရာစီကိုလာရှာလိုက်ပြီးပုချ်နဲ့တပ်တာကတော့နေကမာကိုတွတ်တွေချင်းတတ်မဲ့ဖြတ်မဲ့နဲ့ဒေါ်သာထွက်နေကြတာပါ။ဒါကိုသိတာကြောင့်ဘာဘရာကလည်းသူတို့နှစ်ယောက်အမြန်တားလိုက်ပြီးအခြေအနေကိုစောင့်ကြည့်ပါအောင်လို့ပြောလိုက်ပါတယ်။နေကမာကငါပင်ကွင်းအောင်တက်ချင်တာမဟုတ်ဘူး။ဖြက်စီးပစ်ချင်တာလို့ပြောလိုက်က။ "तू ချစ်တဲ့အရာတွေကိုသူ့စီရနဲ့အကုန်ယူပစ်မယ်"လို့ပြောလိုက်ပြီးသူ့ကိုအလူတွေအထင်သေးစရာဖြစ်အောင်လုပ်မယ်လို့ပြောလိုက်ပါတယ်။ဘာဘရာကလည်းပင်ကွင်းကိုဖြုတ်ချမယ်ဆိုရင်သူ့ရဲ့နေရာမှာအစားထိုးရမယ်သူကကျမပဲလို့ပြောလိုက်ပြီး ျမရဲ့လက်အောက်မှာမလုတ်ချင်တဲ့ဒုစရိုက်လောကသားတွေကိုတော့ဘလို့ကင်တွဲရမယ်ဆိုတာကိုပင်ကွင်းရဲ့နားမှာအမြဲလုံလုံနေတယ်ရှင်ရသီမှာပဲမလားလို့ပြောလိုက်တာရှင်လိုညံရင်ထက်မြတ်တဲ့သူနဲ့ကျမတို့နဲ့ပူပေါင်းပြီးပင်ကွင်းကိုဖြုတ်ချကြမယ်လို့ပြောလိုက်ပါတယ်အဲ့နောက်မှာတော့နေကမဟာမာရွံပြီးလက်ဖြတ်မိတဲ့အတွက်တပ်သားကိုတောင်းပန်ပါတယ်လို့ပြောလိုက်ပေးမယ်။တပ်သားဒေါသရကြီးနဲ့နေကမအောင်တတ်မယ်ပဲလုပ်နေရကြ။ဘာဘရာကြားထဲကနေအတင်းတားနေရပါတယ်။တစ်ဖက်မှာတော့မာရီယိုနဲ့လီဟာဂေါ်တန်မျိုးကနေထွက်ခွာလာခဲ့ပြီဖြစ်ပြီးမာရီယိုကတော့သူ့မှာပိုးရှိနေရဆိုတာကိုလီတိသွားမှဆိုလို့ဂေါ်တန်ကနေအမြန်ဆုံးထွက်ခဲ့တာပါ။အဲ့နောက်မှာတော့လီဟာ ခေါတော်တယောက်မင်္ဂလာပွဲကိုလိုက်လာပြီးမာရီယိုဆွဆွဲခဲ့တဲ့အကြောင်းပြောပြလိုက်တာကြောင့်မာရီယိုကတော့မင်းရဲ့ယင်းထဲမှာနည်းနည်းလေးပဲဖြစ်ဖြစ်ခေါတော်ချစ်နေသီးလားဆိုပြီးမေးလိုက်ပါတယ်။လီကတော့အမှန်တိုင်းဝန်ခံတဲ့အနေနဲ့ကျမစိတ်ထဲတရောင်းတနေရမှာတော့ခေါတော်အမြဲကူးဆိုင်ပေးနေမှာပါ။အတိုင်းမဲ့ကျမရှင်းကိုလက်ထပ်ထားပြီးလေရှင်းကိုပဲချစ်ပါတယ်လို့ပြောလိုက်ပါတယ်။မာရီယိုကတော့လီရဲ့စိတ်ထဲမှာကုရီခေါတော်ရှိနေသေးတာပဲလို့တွေးမိသွားပြီးဒေါသကြီးထွက်သွားပေမဲ့သူ့ရဲ့စိတ်ကိုပြန်ထမ်းလိုက်ပြီးဘာမှမဖြစ်တဲ့တုံနဲ့လီကိုအနမ်းပေးလိုက်ပါတယ် တဖက်မှာတော့ဂေါတုံဟာလီနဲ့မာရီယိုရှိတဲ့နေရာကိုသိရဖို့အတွက်ဖဲကိုနီစီကိုသွားပြီးကိုယ်တိုင်သွားမိခဲ့ပါတယ်ဖဲကိုနီကလည်းငါသားရဲ့နေရာကိုပြောပြလိုက်ရင်မင်းငါသားကိုတတ်မှာပေါ့မင်းအကြောင်းကိုငါသိတယ်လို့ပြောလိုက်ပြီးသူ့တာကိုခေါ်လာဖို့အတွက်သူ့လူတွေပဲလွတ်လိုက်မယ်လို့ပြောလိုက်ပါတယ်ဂေါတုံကတော့အချိန်နဲ့အမျှလီတို့အသက်အန္တရာယ်ရှိရဲ့လို့ပြောလိုက်ပြီးတကယ်လို့မာရီယိုသားလီကိုတတ်မိသွားပြီဆိုရင်တော့သူကုသမှုခံယူပြီးသွားပြီဆိုရင်တော့သူ့ရဲ့အပြစ်စိတ်ကိုသူတစ်တလုံးစေးကြောလို့ရမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပြီးလီရဲ့အသက်အန္တရာယ်ကိုကာကွယ်ရဖို့အတွက်သူကိုယ်တိုင်ကုချင်းသွားမှဖြစ်မယ်လို့ပြောလိုက်ပါတယ် ဖဲကုန်နေရတော့မင်းငါသားကိုမတတ်ဘူးဆိုတဲ့ကတိပေးရမယ်လို့တောင်းလိုက်ပြီလီတို့ရှိမဲ့နေရာကိုပြောပြလိုက်ပါတယ်တစ်ဖက်မှာတော့လီယာမာရီယိုနဲ့ကြည်နူးတဲ့ချိန်လေးကိုဖျက်ဆီးမှုအတွက်ပြင်ဆင်နေခဲ့တာဖြစ်ပြီးမာရီယိုကတော့သွေးကူးဆက်ခံရတဲ့အတွက်သူ့ရဲ့ခေါင်းထဲမှာလီယာခေါတော်ဝင်ချစ်နေတော့မယ်ဆိုတဲ့စကားတွေပဲကြားနေရကလီယိုတက်ဖို့အတွက်ဓာတ်တစ်ချောင်းနဲ့ဟန်ပြင်နေခဲ့ပါတယ်ဒီအချိန်ဒီမှာပဲခေါတော်ကလည်းချိန်မီရောက်သွားပြီးလီယိုနောက်ကျောကနေတက်ဖို့လုပ်နေတဲ့မာရီယိုကိုတနက်နေ့ပြစ်ချလိုက်ပါတော့တယ်ကန်ဆိုးကျင်တော့လဲကျသွားတဲ့မာရီယိုရဲ့လက်ထဲကနေဓာတ်အမြစ်ထဲကိုပြုတ်ကျသွားပြီးရေစီးနဲ့မျောပါသွားတာကြောင့် လီကတော့သူမကိုမာရီကိုတတ်ဖို့ကြံစီခဲ့တယ်ဆိုတာကိုဘယ်တော့မှသိနိုင်တော့မှာမဟုတ်ပါဘူးဒီလိုနဲ့ကော်ရွန်ဟာအချစ်ကြောင့်ယူမိုက်သွားတယ်အတုံးမကျတဲ့ယောက်ျားတစ်ယောက်ဖြစ်ပဲလီရဲ့မျက်လုံးထဲမှာထင်ခံလိုက်ရပြီးဇလန်းလေးကိုအဆုံးသတ်ထားတာမို့လို့ဘာတွေဆက်ဖြစ်အောင်လဲဆိုတာအပိုင်းဆက်နဲ့မှကြည့်ရှုရမှာပါ